ကွက်ထဲမှာလူငယ်ဆိုတာမရှိတလို့ရှားနေပြီဘလို့လူတွေရှိမလဲရှီတာကိုတန်းဆယ်တန်းဆနတန်းအဲ့လိုလူငယ်လေးတွေနော် first second third final တက်ကတော့တက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်အိမ်မမှာလူငယ်ဆိုတာမရှိတော့ကျွန်တော်တို့ရက်ကွက်တွေထဲမှာတော့လူငယ်ဆိုတာမရှိတလို့ဖြစ်တော့ပြောမလို့ generation မျိုးဆက်တစ်ခုလောက်ပျောက်နေပြီဆိုတော့အခါကျတော့မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာသွားကြည့်ဈေးထဲသွားကြည့်လဲအမျိုးသမီးအများကြီးចောင်းမှာကြည့်ရင်လဲចောင်းငန်းတက်ခန်းထဲမှာចောင်းလာတက်တဲ့ចောင်းသားចောင်းသူအချို့ချကြည့်လဲចောင်းသူကအများကြီးတယ်ဘလို့မှ အချိုးမမြောက်နော်ဒါကြည့်ပါလေဆိုမျိုးဆက်တစ်ခုပျောက်ဆုံးနေတာကိုပြတာအင်တန်ဆုံးရင်မကောင်းနဲ့ကိုမျိုးတော့လက်ခုပ်လက်ဝါးတီးနေတဲ့တိုက်ပွဲတွေဖြစ်တယ်နော်မြမတက်ပေါ်ကကြားလိုက်ရင်လေဟိုဘက်ကပြောကြတယ်မိုးငါဘယ်နှပွဲကြားလဲဘာညာမိုးငါဘယ်နှပြောကြတယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြမနိုင်ငံသားတွေကတပတ်ကလည်းပြန်ပြန်ဗဒက်ဗနကင်းတို့ဘာလို့ပြောကြတယ်အဲ့ဒီกินသွားတဲ့ဗဒက်တွေလဲမြမနိုင်ငံသားတွေမြမနိုင်ငံရဲ့လူငယ်မျိုးဆက်တစ်ခုပျောက်ဆုံးတာ ရှော့တစ်ဖက်စလုံးကရှော့တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြီးကြီးရှူလားဒီလိုပဲပြောချင်တယ်နော်အကြီးနဲ့အငဲနဲ့ဘာပြောတက်မလို့ဆိုတာကအစင်လာနဲ့ရာစုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာအကြီးဆုံးလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကိုပဲကျန်တဲ့လက်နက်ကင်ဖွဲ့စည်းအားလုံးကသူ့လောက်စားပေးမရှိဘူးတွေ့ကြုံမရှိဘူးသူ့လောက် facility အပြည့်အဝမပေးနိုင်တဲ့အတွက်ညီလေးတွေပဲအဲ့တော့အကိုကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့ ချင်းချင်းကြီးကိုချင်းချင်းတစ်တစ်မြတ်မြတ်နေဖို့လိုလာပြီဒါလေးပြောချင်တယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စစ်တပ်စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေနိုင်ငံတွင်းမှာမရှိတော့သည့်အတွက်တက်မတော်နဲ့လက်နက်ကင်တက်တွေအနေနဲ့တွေးဆဆွေးနွေးဖို့လိုပြီးဟုတုံ့တက်ပြသွားတဲ့မောင်ရစာရုတ်တံကိုတင်ဆက်ပေးလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော်တော်တော်များများပြောခဲ့ပြီးပြီမနေ့ကစစ်ကြောင်းဖြစ်တဲ့ဒုက္ခတွေလည်းကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့ ပြောရင်လည်းဒီစစ်နဲ့ပတ်သက်တာတွေပဲပြောမှာစစ်ကိုခေါ်ရင်တော့စစ်ကရောက်လာမှာပဲဘယ်ဘက်ကိုပဲအားပေးသည်ဖြစ်စေမလဲမသိစစ်ဖြစ်လာရင်အားပေးတဲ့သူရောအားမပေးတဲ့သူရောအတူတူခံမှာနော်ညခံမှာဆိုတော့ရန်သူကဝင်လာတဲ့အချိန်နော်ဒါတစ်ဖက်ရန်သူဆိုတစ်ဖက်က NGC Service PD ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒါတောင်းရန်သူဖွဲ့စည်းတယ် EO လို့ခေါ်တဲ့တိုင်းနယ်လက်နက်ကိုင်ဖွဲ့စည်းတယ်အဲ့ဒီပုံကိုယ်ကြီးနေရာတစ်ခုဝင်ရောက်လာပြီပေါ့ဆိုတော့သူတို့ကိုထောက်ခံတဲ့လူတွေအတွက်တော့ပြဿနာမရှိဘူးသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေအတွက်ပြဿနာရှိလာမှာတခါအဲ့ဒီမျိုးကိုတက်မတော်ပြန်လဲထိန်းချုပ်ဖို့ကြိုးစားနေချိန်ပြန်လဲထိန်းချုပ်နိုင်တဲ့အချိန်ကြရင်လည်း ်အချင်းတော့တောင်းကျန်းတောင်းကျန်းသူတွေကိုအားပေးခဲ့ကူညီခဲ့တဲ့ပုံစံတွေရမ်းမိချင်ကနေဘာကြောင့်လဲတစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေကြလေသူ့ဘက်ကိုဘက်ဆိုတာရှိတယ်သူ့ဘက်လိုက်တဲ့လူကသူ့လူကိုဘက်လိုက်တဲ့လူကကိုလူဒီလိုခွဲကြမှာတိုးတော့သူ့ဘက်ကိုဘက်လိုက်လိုက်ကိုဘက်ကိုဘက်လိုက်လိုက်ဒီနိုင်ငံတွေကပြည်သူတွေပါခင်ဗျားတို့အားပေးနေတဲ့ဟိုဘက်ဒီဘက်စစ်သားတွေလူမျိုးတွေဆိုတော့လေအကုန်လုံးဒီနိုင်ငံတွေကလူတွေကြီးပဲနောက်ခင်ဗျားကရင်ကိုပဲအားပေးအားပေးကချင်ကိုပဲအားပေးအားပေးမွန်ကရရခိုင်ခင်ဗျားကြက်တဲ့လူအားပေးပါနော်ဒီနိုင်ငံတွေကတိုင်းသားပဲဒီနိုင်ငံသားလူကြီးတန်း60လို့ပြောတယ်လူကြီးတန်း90လို့ပြောတယ်လူကြီး55တန်းလို့ပြောနေတယ်ဒီနိုင်ငံတွေက မရှိတဲ့လူကြီးတွေပဲဆိုတော့ဒါလေးကိုမမီးနဲ့မနေ့ကပုဂ္ဂိုလ်တရားပြောသားလေးသဘောကျပါတယ်เนาะကျွန်တော်ဒါ copy ယူလိုက်တာပေါ့သူကပြောပြတယ်မြန်မာနိုင်ငံရှိတဲ့အမျိုးသားဥယျာဉ်နဲ့အမျိုးသမီးဥယျာဉ်ကိုအဲဇင်အားချလိုက်တဲ့ခါကျတော့အမျိုးသမီးဥယျာဉ်နှစ်တန်းလောက်ပုံနေတယ်ပေါ့ဆိုတော့အမျိုးသားဥယျာဉ်နှစ်တန်းလောက်ဟိုအမျိုးသားတရားအမျိုးသမီးရောအိမ်အောင်ပြုမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအမျိုးသမီးနှစ်တန်းလောက်ကဟိုယူစရာလိမ္မာရှိတဲ့ဘဝကိုရောက်တဲ့ပုံစံမျိုးသူပြောပြတော့မှန်ပါတယ် ကျွန်တော်အဲ့ဒါမျိုးသူကဟိုသတင်းချက်လက်တွေဒါနိုင်ငံကိန်းကနေနဲ့ထောက်ပြတယ်ပေါ့ကျွန်တော်တော့အများကြီးထောက်မပြချင်ဘူးခုကျွန်တော်ရက်ကွက်ထဲမှာ18နှစ်ကနေ35နှစ်အတွင်းစိတ်မှုထမ်းဥပဒေစိန့်ခေါ်ရေးအရာအချို့ချို့သောလူတွေကမရှိတော့အချို့ချို့သောလူတွေကနာမည်ရှိတယ်ဒါပေမဲ့လူကထိုင်းမှာအလုပ်သွားလုပ်တယ်မလေးမှာအလုပ်သွားလုပ်တယ်တခြားတခြားသောနေရာတွေမှာရှောင်းပိုးနေလုံးလုံးနေကြတယ်တချို့တဝက်ကမြမဒီတက်မတော်ထဲမှာတောင်းထမ်းဆောင်နေကြတယ်တချို့တချို့သောလူတွေကဌာနဆိုင်ရာအသီးသီးနဲ့အဲဟိုတခြားနေရာဒီမှာလုပ်ငန်းဝင်နေကြပေါ့တချို့တချို့သောပုံကိုပြီးရအဖွဲ့စည်းတွေနဲ့တခြားတိုင်းသားလက်နက်ကန်တွေတို့မှရောက်တယ်ဆိုတော့ရက်ကွက်ထဲမှာလူငယ်ဆိုတာ မရှိတော့ရှာနေပြီဘယ်လိုလူတွေရှိမလဲစီတာကိုတဆယ်ရာဆနတာအဲ့လိုလူငယ်လေးတွေနော်ဖတ်စကန်တဖိုင်နယ်တက်ကတော့တက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်ပြမမှာလူငယ်ဆိုတာမရှိတော့ကျွန်တော်တို့ရက်ွက်တီထဲမှာတော့လူငယ်ဆိုတာမရှိတော့ဖြစ်တော့ပြမမှာ generation မျိုးဆက်တစ်ခုလောက်ပျောက်နေပြီဆိုတဲ့အခါကျတော့မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာသွားကြည့်ဈေးထဲသွားကြည့်လဲအမျိုးသမီးအများကြီးចောင်းမှာကြည့်ရင်လဲចောင်းကန်တက်ခန်းထဲမှာចောင်းလာတက်တဲ့ចောင်းသားចောင်းသူအချိုးချကြည့်လဲចောင်းသူကအများကြီးတယ်ဘလို့မှအချိုးမပြောက်ဒါကြည့်ပါလေဆိုမျိုးဆက်တစ်ခုပျောက်ဆုံးနေတာကိုပြတာအင်တာဆိုရင်မကောင်းလဲ ကိုမေတော့လက်ကုပ်လောက်ကတီးနေတိုက်ပွဲတွေဖြစ်တယ်နော်မြမတက်ပေါ်တော့ကြားလိုက်ရင်လေဟိုဘက်ကပြောကြတယ်မိုးငါဘဏ္ဍပွဲကြားတယ်ဘာညာမိုးငါဘဏ္ဍပြောကြတယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြန်မာနိုင်ငံသားတွေကတပတ်ကလည်းပြန်ပြန်ဗဒက်ဗဏ္ဍကင်းတို့ဘာလို့ပြောကြတယ်အဲ့ဒီကင်းသွားတဲ့ဗဒက်တွေလည်းမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံရဲ့လူငယ်မျိုးဆက်တစ်ခုပျောက်ဆုံးတာကျွန်တော်ကနော်ဘသူပဲနိုင်နိုင်ဘသူပဲရှုံရှုံစစ်ဖြစ်ပြီဟေးဆိုရင်တို့တို့ပဲတော်ဟိုရက်တည်းကနေလိုက်ပါလေရွာဘက်ဒီမှာလင်းပုံခြေတာ နော်ရွာဘက်ဒီမှာလေးမုန်းချဲတဲ့တောဆက်တွေကိုလေးမုန်းချဲတဲ့အမြောက်ကြီးတွေပြစ်တယ်ကျောင်းရှိတဲ့တိုင်းတွေဝင်ပါလေနော်ဒါကျွန်တော်ဘကူတဲ့အနောက်ဆက်မှာနေတာဖြစ်တယ်ဘကူတဲ့အနောက်ဆက်ကတိုင်းကကျွန်တော်ရှူရောက်တယ်ကျွန်တော်နေရာတော့တိကျမပြောဘူးဘာကြောင့်လဲအဲ့ဒီကြီးထားမှရှိတဲ့လူတွေအနေနဲ့ကိုကျွန်တော်စိုးရိမ်လို့ပြောတာအောက်ဆုံးနှစ်ဖက်စလုံးကိုကြောင်းနေရတယ်နေတာဆိုတော့လင်းရင်လာတယ်ပုံချတာလည်းကျွန်တော်ပြောပါတယ်ဒီရက်ွက်ထဲမှာရှိတဲ့လူငယ်တွေကပဲစစ်တပ်ထဲမှာစစ်သားဖြစ်တာအဲ့ဒီရက်ွက်ထဲမှာရှိတဲ့လူငယ်တွေကပဲ PDF ထဲမှာတောင်းကျမ်းသူတွေဖြစ်တာဆိုတော့ဒီရက်ွက်ထဲကရက်ွက်သားအချင်းချင်းပြစ်တိုက်တယ် အဲ့စစ်သားကလည်းသူ့မိဘရှိတဲ့အိမ်ကိုပြန်လိုက်တယ်ခရီးဝဲရောက်မှာသူတစ်ခါကလူကမြင်မယ်ဒီအိမ်ကစစ်တပ်နဲ့ပတ်သက်တဲ့ဒလန်တက်မှာဆိုတော့ပင်ကြီးအချက်ဖက်ထဲမှာရောက်နေတဲ့လူကလည်းသူ့မိသားစုသူ့မိဘသူ့တကယ်ချင်းအိမ်ကိုပြန်လာမှာပြန်လာရင်ဘာဖြစ်လဲဒီကောင်အချက်ဖက်ဖွဲ့စည်းနေပတ်သက်တယ်ဆိုတော့အားလုံးကတိုင်းသားတွေကြီးပဲနော်အားလုံးကနိုင်ငံသားတွေအားလုံးကညီကိုတွေအားလုံးတကယ်ချင်းတွေပဲကျောင်းတွေပတ်တကယ်ချင်းတွေအချင်းချင်းတွေခုကျတော့ခွဲလဲမှုတွေရှိပြီးတော့တနေ့တနေ့ရန်သူတွေလိုပဲတိတ်ချပြန်စစ်လိုက်ကြည့်ဘာလို့စဉ်းစားဖို့ကျွန်တော်ပြောနေတာကျွန်တော်ဘယ်သူနဲ့ဘယ်သူပေါ်နေလဲကျွန်တော်စိတ်လဲမဝင်တော့ဘူးဘယ်သူပဲနိုင်လဲကျွန်တော်ကနိုင်ငံတော်အေးချမ်းမှုပဲလုပ်တယ်ဘယ်သူပဲနိုင်လဲကုန်စင်းတို့နေကြတာပေါ့အေးကြီးတယ်ဘယ်သူပဲနိုင်နိုင် စီးပွားရေးတွေမြင့်တက်လာမယ်လူမျိုးရေးတွေမြင့်တက်လာမယ်အခြေခံလစာတွေမြင့်တက်လာမယ်ကုသင်းလုံးတွေချဆင်းသွားမယ်ဒီနိုင်ငံရဲ့ကျန်းမာရေးလူမျိုးရေးစီးပွားရေးအဆက်ဆက်ရမြင့်တင်မှုနိုင်ငံငါးနဲ့ရင်မောင်တန်းနိုင်ဖို့ပဲလိုတယ်ဘယ်သူပဲအုတ်ချုပ်အုတ်ချုပ်ဘယ်ဘက်ကိုအုတ်ချုပ်မှကောင်းလာမယ်ဆိုတဲ့စကားကိုကျွန်တော်လက်မခံဘာကြောင့်လဲလူလူအုတ်ချုပ်တာမို့လို့လူလူအုတ်ချုပ်တာမို့လို့ကျွန်တော်တို့ဘယ်အစိုးရပဲတက်တက်တက်လာတဲ့အစိုးရကလမ်းဖောက်ပေးရမယ်ဒါးဆောက်ပေးရမယ်စာတင်ကြောင်းတွေစေယုံတွေဆောက်ပေးရမယ်တာတိုင်းနဲ့ပတ်သက်တဲ့အဆောက်အဦတွေသူနေချင်းမြင်ပေးရမယ်နော်ဟောလုတ်ဆောင်ပေးရမယ်ဥဆောင်ပေးရမယ်ဒါအစိုးရလို့အစိုးရတိုင်းလုပ်ရမှာ ဘယ်သူပဲအစိုးရတက်တက်ဘယ်ပါတီပဲအစိုးရတက်တက်လုံးဝမဖြစ်မနေလောက်ရမယ်လုပ်ငန်းစဉ်အဲ့တော့အစိုးရတော့တက်တန်းပြည်အောင်နေသွားတယ်သူငါတကယ်မှဘာမှမလုပ်သေးဘူးဆိုတော့ဒါအသုံးမချတော့ဘူးအဲ့ဒါကိုအသုံးမချဘူးလို့ခေါ်တယ်ကျွန်တော်မှသဘောပေါက်လားမသိဘူးအခုလက်ရှိနေထားမှကြည့်တန်းပြည်ကတော့ကနေဖြစ်နေတဲ့ဂျားတွေကနေလမ်းတွေရအောင်ဖောက်တယ်တံတားတွေရအောင်စောက်တယ်အပြက်စီးတွေကိုရအောင်ပြုတ်ပြင်းနေတယ်နိုင်ငံတကာကပိတ်ဆို့ထားလို့နော်ကျွန်တော်နိုင်ငံမှာကိုစင်းလုံးကြီးအရင်ကြီးနေဒေါ်လာဈေးတွေအဆက်မတန်မြင့်တယ်ရွှေဈေးတွေအဆက်မတန်မြင့်တယ်73စီဈေးတွေကြီးမြင့်နေတဲ့အချိန်အဖက်ဖက်ကနေဈေးကြီးနေတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိတဲ့နော်ဟိုကွန်ပျူတာတစ်ခုကိုနိုင်ငံကမာယူတင်လို့မယ်ဆိုရင်တော့ဘိုင်းရဲ့အနည်းနဲ့တင်လို့မရပဲတွယ်ပွားပြီး20 30စိဂျာကန်နေနဲ့တင်ပြီးဝယ်သုံးနေရတဲ့အနေအထားမျိုးမှာလက်နေရအောင်ဖောက်ပါတယ်ကတ္တရာတွေရအောင်ခင်းတယ်ဂျကားတွေရအောင်ဆောက်ပါတယ်အစာအုပ်တွေရအောင်ဆောက်ပါတယ်ဒါလေးစားစရာလို့ပြောလို့ရတယ်ကဲတော့ဘယ်လိုတွက်မလဲလို့ကျွန်တော်နေတော့ဒါလေးစားစရာပဲနောက်ဒေါက်ဆက်ဆိုကြည့်အနေဒီအုပ်ချုပ်တဲ့အချိန်မှာဒါကဘာလို့လက်နေဖွင့်ပေးထားတယ်ဒါပေမဲ့ထင်တာတော့ဘာမှဖြစ်မလာပြေဘူး အစောကြီးမှဘာဖြစ်မလဲလို့ဦးသိန်းစင်လက်ထက်ကပလန်ချပြီးဆောက်ခဲ့တဲ့ဒါသာသူ့လက်ထက်မှာပြီးတော့တယ်အတင်းဘူချုံအောင်စံဒါသာဆိုခေါင်းစဉ်ကောက်တက်လိုက်တာလွှဲလို့သူ့လက်ထက်မှာဆောက်ထားတဲ့ဒါသာတစ်စိမ့်မှမရှိကြီးမမှမရှိရုပ်ရှင်လေးပြပြဒီကလိုက်မှာတလင်တရာအမှတ်နှစ်ကိုတလင်တရာအမှတ်သုံးကိုဆောက်သွားတယ်အခုရန်ကုန်နဲ့ကျွန်တော်နေကုမဲ့တရာကြီးဆောက်တယ်နော်ကျွန်တော်တို့အေးရောက်ဒီမြေပေါ်မှာလည်းတရာကြီးအများကြီးဆောက်ဖို့ပလန်နေချထားတယ်ချတဲ့အတိုင်းလဲစပီတီဆောက်နေတယ်ဆိုတော့အများကြီးအများကြီးလုပ်နေတယ်လမ်းနေအများကြီးဆောက်တယ် ဒါအများကြီးစောက်တယ်အစာဥတွေအများကြီးကျမိုင်နဲ့ပတ်သက်တဲ့အစာဥတွေကျိလက်ကျမိုင်ရဲ့အစာအစာဥတွေစောက်တယ်ဒါသနိကအစာဥတွေဒီ၃နှစ်နဲ့ဒီကုန်လုတ်ပြန်သွားတာဒါအီရှင်းတစ်ခုလို့ပြောလို့ရတယ်တစ်ဖက်ကပြန်ကြည့်ပြန်ရင်လေဒီအီရှင်းတစ်ခုတော့ထူးချွန်တယ်သို့တော်လူအုပ်ချုပ်တာဖြစ်တဲ့အတွက်အားနည်းချက်တွေရှိကောင်းရှိမယ်ဒါအောင်နားလည်ဖို့လိုတယ်အဖြစ်တွေပဲပြောလို့မရဘူးဒီကကျွန်တော်တို့ကခင်ဗျားတို့သဘောပေါက်တယ်ဆိုတော့ပြောချင်တာကအဓိကဒီနိုင်ငံတော်မှာရှိတဲ့အစာဥတွေပုံမျိုးတိုးတက်ဖို့ဆိုတာ နိုင်ငံအေဂျင့်တွေမှရောက်ကျားတို့ပြောကြတယ်ကရင်ပြည်နယ်ချင်းပြည်နယ်မတိုးတက်ဘူးတို့တိုင်းသားတွေဟုတ်ပြီကျားတို့အမှလက်နက်ကိုင်းနေရှိနေတဲ့အချိန်မှာကျားတို့နေရာကိုဘသူကလာပြီးတော့ရင်းနှီးမြှုပ်နှံချင်ပါလဲဘသူကလာပြီးစိုက်ရုံနဲ့ရဲဝံဆောက်ရဲမှာလဲရန်ကုန်မြို့တိုးတက်ထွန်းကားတော့ပြောနေရန်ကုန်မှာသဘုံမရှိဘူးကျွန်တော်တို့ပြည်မျိုးစက်မှုစုံပေါ်လာတယ်ပြည်မှာသဘုံမရှိဘူးမန္တလေးမှာစက်မှုစုံရှိတယ်မန္တလေးမှာသဘုံမရှိဘူးမော်လမြိုင်စက်မှုစုံရှိတယ်မော်လမြိုင်မြို့ကသဘုံမရှိဘူးတို့ရှိနေမြန်မာနိုင်ငံအဲ့ဒီတောင်ကြီးအဲ့ဒါရဲ့စက်မှုစုံတောင်ကြီးမှာသဘုံမရှိဘူးကျွန်တော်ကသဘောပေါက်လားမသိဘူး တဘုံကြီးရှိနေကအစိုးရတမျိုးဒီတဘုံကလမ်းကြီးောက်တာဒီမှာကုမ္ပဏီကဖယ်ခံနိုင်မယ်အဲ့ဒါကြတော့ဘာဖြစ်လဲသူထုတ်လုပ်တဲ့တဘုံနဲ့ညီမသူပေးရတာနဲ့ကအလုံးသမားတွေကိုလာစားရှော့မယ်ကုမ္ပဏီစီကိုစစ်တယ်ဘာသူတွေထိခိုက်လဲပြည်သူတွေပဲထိခိုက်တာဒါလေးကိုနားလည်မလို့လေကိုယ်နိုင်ငံထဲမှာတင်းတင်းတိုးတက်ခြင်းနဲ့ဆိုရင်လက်နက်တွေစော့ကဲဒီက မြန်မာကိုကိုကိုဖြက်စီးတဲ့လမ်းကြောင်းစီဥတီနေတယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်ဆိုနိုင်ငံရေးကောင်းဆောင်များပြားကိုစစ်ကောင်စီကဖမ်းဆီးထားတဲ့အခြေအနေမျိုးမှာကျင်းပမဲ့ရွေးကောက်ပွဲဟာအစုအဖွဲ့ပေါင်းစုံပါဝင်ပါတယ်ဆိုတာကိုစဉ်းစားပုံဖော်ကြည့်လို့တော့မဖြစ်နိုင်ကြောင်းပြီးလျှော့ပြောမြန်မာကိုကိုကိုဖြက်စီးတဲ့လမ်း ကျောင်းစီဥတည်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီပီရှော့ကပြောကြားခဲ့ပါတယ်။ဇွန်လ30ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံစီတင်ပြတဲ့အစီရင်ခံမှုမှာပီရှော့ကပြည်တွင်းစစ်သားဆက်လက်ရှိကြနိုင်မယ်ဆိုရင်မြန်မာနိုင်ငံဟာအလုံးစုံပြည့်စည်သွားနိုင်မယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ အဖြစ်ခက်ရစဲရေးပြိပခါတွေအရှိန်လျှော့ချရေးပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုမျက်နှာမူရေးအတွက်စစ်မှန်တဲ့အားထုတ်မှုတွေမရှိသေးဘဲအတွန့်ရှည်တဲ့ငြိမ်းချမ်းရေးလည်းရနိုင်မှာမဟုတ်ဘူးလို့ပြီးလျှော့ကဆိုပါတယ်စစ်တမ်းရောငလင်းတမ်းပါခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံမှာအသက်ရှင်ကျန်ရစ်သူတွေအနေနဲ့အေးချမ်းချမ်းနေကျင်တာကြောင့်တိုက်ပွဲတွေကိုရပ်တန့်စေချင်နေကြပြီလို့သူကပြောပါတယ်လက်နက်ကင်ပြိပခါတွေဟာပြန်လည်တိဆောက်ရေးနဲ့လူသားချင်းစာနာမှုလုပ်ငန်းတွေအကောင့်ထဲပေါ်လာကိုလည်းအတားအဆီးဖြစ်စေတယ်လို့ပြီးလျှော့ကမှတ်ချက်ပေးခဲ့ပါတယ် သူကမြန်မာနိုင်ငံမှာရန်လိုတိုက်ခိုက်မှုတွေအားလုံးကိုရပ်တန့်ဖို့ထက်လောင်းတောင်းဆိုခဲ့ပြီးအများလက်ခံနိုင်တဲ့ရည်မှန်းချက်တွေနဲ့အရှိတည်တတ်စေမယ့်ငင်းကြမ်းရေးကိုအကောင့်ထဲပေါ်ရမှာအရက်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ဆိုတာကဦးစားပေးကိစ္စဖြစ်ဖို့လိုကြောင်းလည်းပြီးလျှော့ကဆိုပါတယ်။ရန်လိုတိုက်ခိုက်မှုတွေအဆုံးမတက်သေးသေးမြန်မာဟာကိုကိုကိုဖျက်ဆီးတဲ့လမ်းကြောင်းစီဆက်လက်ဥတည်နေလိမ့်မယ်လို့သူကဆိုပါတယ်။ဖတ်တယ်ဖတ်တယ်လိုချင်ရတယ်။မြန်မာအစ်တက်မလို့ယူပြည်တော်စုတက်မလို့နဲ့ ိုင်းဒေသကြီးတက်မတော့ခွဲကြလိုက်ပြီပြည်အောင်တက်မတော့မှာချင်းချင်းချင်းမန်နေပါတယ်တက်မတော့ကပ်ပြီးတော့ဒါကြီးအုပ်ချုပ်မယ်ခဲတခုတိုင်းသားလက်နက်ကန်တွေအကုန်လုံးကပြည်နယ်တိုင်းဒေသကြီးတက်မတော့ပြီးအသွင်ပြောင်းလိုက်ရုပ်ရှင်လည်းခွဲလို့လည်းခွဲလို့လက်နက်ကန်တွေလည်းခွဲလို့ပါတယ်ခွဲလို့အုပ်ချုပ်လို့ရတယ်ပြီးရင်အဲ့ဒီကနေခွဲလို့မချင်းတဲ့ဘူးလားရုပ်ဝတ်တွေလည်းပါတီထောင်ပြီးတော့ကို့ပြည်နယ်တွေမှာကိုယူကောက်ခံကျွန်တော်တခါပြောခဲ့ပူပါတယ်ခဲတို့နော်အောက်ချေရက်ကွက်အုပ်ချုပ်ရင်မူရွေးတယ်လို့မြို့နယ်အုပ်ချုပ်ရင်မူကိုလည်းယူကောက်ပါပြည်သူကခန့်နေလို့ဖြစ်ပါလေဘာကြောင့်လဲဝန်ထမ်းဖြစ်နေရင်သူအချိန်တိုင်းပြောင်းသွားမယ်လေဘာမှတိုးတောင်းလို့မှာမဟုတ်ဘူးအဲ့တော့အရသာဖြစ်နေရင်နောက်နှစ်သူမဲရဖို့အတွက် ဒီမြို့နယ်ကိုသူများမြို့နယ်တွေပေါအောင်သူပြင်တော့မှစ조사တော့မှအကောင်းဆုံးလုပ်မှဒါမှတိုးတက်လာမှအပြိုင်ကြိုင်ရှိမှဟာလားနှစ်ပြည့်သုံးနှစ်ပြည့်ပြောင်းသွားရတဲ့လောက်ထည့်သွားဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးအဲ့တော့အောက်ချုပ်ရေးမှူးကိုရွေးမယ်မြို့နယ်အောက်ချုပ်ရေးမှူးကိုရွေးမယ်ခရိုင်အောက်ချုပ်ရေးမှူးကိုရွေးမယ်တိုင်းရိုက်သားရေးဝန်ကြီးချုပ်ကိုမိမိစိတ်ကြိုက်ပြည်သူတွေကရွေးချယ်ခွင့်ရမယ်ဆိုရင်ဒီနိုင်ငံတိုးတက်ပါဖို့ဘာလို့ဆိုအပြိုင်ဆိုင်ကြီးကြီးပဲအချိန်တန်လို့ဘိုးဘဝနေပြီးရောက်မင်းတို့တိုင်းရိုက်သားတို့မင်းကဘယ်တိုင်းဝန်ကြီးချုပ်လို့မင်းကဘယ်ပြည်နယ်ဝန်ကြီးချုပ်လို့လို့ပြောရင်တော့သူ့ပြောတာအားလုံးဘာမှမရှိပဲပြည်သူတိမြောက်တာမှမဟုတ်တာပြည်သူကသူ့ဒီတိုင်းထဲမှာအောက်ချုပ်မဲ့လို့သူရွေးချယ်မှအဆင်ပြေပါလိမ့်ဟုတ်တယ်မလားဒီလိုပဲနိုင်ငံတော်အောက်ချုပ်မဲ့ပုံကိုလည်း ပြည်သူကရွေးချယ်ဆုံးဖြတ်ခွင့်ရှိရမယ်။ဘယ်သူမှမသိဘူးသူကကောက်တင်ထဲတာပဲရောနိုင်ငံတော်တမနာအဖြစ်ရွေးချယ်တင်မြောက်ခံရသူသူ့ဘယ်သူကတင်ဖောက်လိုက်တယ်လို့မသိဘူး။ကြုံခဲ့ရဘူးလေ။ဆိုတော့မြန်မာနိုင်ငံမှာအဲ့လိုလေခက်ခဲလေးရှိတယ်။ဒါလေးကိုနားလည်ဖို့လိုတယ်။နော်။တကယ်တိုးတက်ချင်ရင်အာဏာကိုအောက်ခြေတီခွဲပေးပြလိုက်။ပြည်သူစာရနဲ့ညီလို့လိုက်။လွတ်တက်လာလိမ့်မယ်။ဒါပေမဲ့နိုင်ငံတော်ပုံစံအချုပ်ပုံစံကဥပဒေအဲ့ဒီချက်တွေပါမလား။တိုင်းဒေသကြီးအထက်ကတော့အစိုးရဖွဲ့ပင်ပေးတယ်။အောက်ကခရိုင်တို့မြို့နယ်တို့ကြတော့ဟထားပြီးတော့အုပ်အောက်ဆုံးရက်ကြီးကြမှာပြည်သူယူယူကောက်ခံပြန်ဖြစ်သွားတယ်ဆိုတော့ဒီအလင်းကနှစ်ခုကအစိုးရဝန်ထမ်း အဲ့ဒါယူကလွဲနေတာလေဆောအပေါ်အစင်းကြီးရွေးကောက်ခံလိုက်ဒီနှစ်ခုမှလည်းရွေးကောက်မှာနိအဲ့ဒါမှခရင်ဥစုရင်မှုတိအကြတာတုတ်ခရင်ကိုတုတ်တယ်သူများခရင်နဲ့ရှင်တောင်းသူစူးစမ်းတော့မယ်နောက်နှစ်နောက်ငါးနှစ်ပြည့်တဲ့အချိန်ရွေးကောက်ပေါ်မှာသူဒီဥစုရင်မှုယာရုပဲဆက်ရဖို့တဲ့သူအသက်ဆိုင်စူးစမ်းတော့မယ်ဘာမှလို့ရင်သူပြုတ်မှာပဲလေဝန်ထမ်းကြတော့စူးစမ်းနေကြမလို့နှစ်ပြည့်ရင်ပြောင်းသွားမှာပဲသူကဘာမှမလုပ်လို့နှစ်ပြည့်ရင်ပြောင်းသွားမှာဆိုတော့တုတ်တက်လာမှာမဟုတ်ဘူးတုတ်တက်ချင်အပြိုင်ဆိုင်ထဲမှာတုတ်တက်မှာဒါဒါပြုတ်ရအတိုက်ကြမရှိဘဲနဲ့တုတ်တက်ဖို့ ါတီတခုတည်းသွားနေပါတီတခုတည်းကောင်းနေလို့အလကားပဲမသူဘာလို့လို့ပြောမယ်လူမှမရှိတာအတိုက်ခံရှိမှသူ့ကိုပြောမှသူ့ကိုပြောမှအပြောကလွတ်အောင်သူပြေမှပြေမှကောင်းလာမှာဒါပဲအတိုက်ခံဆိုတာလူကိုလူတဲ့နိုင်ငံတခုမှာသူပြောချင်တာအပြုသဘောဆောင်တဲ့အတိုက်ခံဖြစ်စီပျက်စီးဖို့အတိုက်ခံမဖြစ်စီနဲ့ကိုယ့်ရဲ့ပြန်ပြတ်ဟာကိုယ့်တဲ့ကောင်းအောင်လုပ်နိုင်ပြီဆိုရင်ကောင်းတဲ့ထက်ကောင်းမဲ့နီလန်းနေကိုသူ့ပြပြီးရင်ကိုကကြည့်သူ့ကောင်းအောင်လုပ်တယ်အဲ့ဒီကောင်းအောင်လုပ်တာတဲ့ကိုကောင်းအောင်သူ့ထက်ပိုကောင်းအောင်ကိုဘယ်လိုလုပ်အောင်လဲဆိုတော့စဉ်းစားရရှိမှုကအဲ့လိုဖြစ်နေရမှာ ဒါဒီကောင်လေးအာနာပြုတ်ကြတော့မှငါအာနာရမယ်ဆိုတဲ့အတွင်းမြင်တဲ့တွင်းတော့ဘယ်တော့မှပြုတ်တယ်ဘယ်တော့မှပြောမြန်မာနိုင်ငံဟာအောက်ဆုံးအောက်ဆုံးပဲဘယ်တော့မှအပေါ်တက်လာမှာမဟုတ်ဘူးတော့ပါလားမသိဘူးဇီရိုမိုင်းနဲ့တောင်ဖြစ်သွားမယ်မိုင်းနဲ့ဝန်တိုးတိောင်ဖြစ်သွားမယ်အပေါ်တက်လာမှာမဟုတ်ဘူးတဖြည်းဖြည်းနဲ့အဲ့ဇီရိုရဲ့အောက်ကိုပဲကျသွားမှာတကယ်တွတ်တက်ချင်းပြိုင်ခုနကကျွန်တော်ပြောသလိုပဲအတိုက်ခံနေပြိုင်ဘာလို့ပြိုင်ရမှာလဲကိုပြိုင်ဘက်ကလုံရက်တွေဝေးဘက် မင်းဒါလို့တော့မှားနေတယ်မင်းတို့ဒါလို့တော့မှားနေတယ်သုံးခါလောက်ထောက်ပြလိုက်သူဆက်မလို့ရတော့မှားနေမှန်တယ်လဲကိုသူပြောမယ်ဒီလိုတော့ကောက်ွက်မင်းဒါလို့တော့ငါတို့မကြိုက်ဘူးကောက်ွက်ကောက်ွက်မလို့တော့ဘာကြောင့်ကောက်ွက်လဲသူ့ဘက်ကဖြည့်ချင်းချက်ပြန်ပေးမယ်ကိုယ့်ဘက်ကလည်းကောက်ွက်တဲ့ချောင်းရည်ပြန်ပြောမယ်ဒါပဲအဲ့လိုညှိတန်းကြည့်ရမှာအပြုသဘောဆောင်တဲ့အတိုက်ခံကြည့်တယ်အခုလိုအတိုက်ခံပြောတော့ငါမင်းတို့မကြိုက်မင်းတို့မကြိုက်မင်းတို့မကြိုက်တက်ဖြတ်သွားဒါကြပေါ်သေးဘူးမင်းတို့မကြိုက်လို့တက်လိုက်လေဒီနိုင်ငံသားကြီးဒီနိုင်ငံထဲမှာတက်မလို့ထောက်ခံတယ်ဆိုတော့အများကြီးရှိတယ်မင်းတို့ NDC ရ PP NO PUBG အာအဲ့ဒီရပေါ့နော်ငါလည်းအောင်နေတော့လေဒီကောင်ကြီးပြောရတာလည်းမှတ်ရတာရှုပ်ချုပ်ခန့်ရမယ်အဲ့ဗရက်တီဖွင့်နေ အန်ဒီဒေါ်ဆက်စုကြည်ကိုမထောက်ခံတဲ့လူတွေမင်းတို့အာဏာရရင်ဘာလို့မှလဲအဲ့လူတွေလက်ရှိတက်မိသားစုလက်ရှိဝန်ထမ်းမိသားစုမင်းတို့ဘာလို့မှလဲရိုးရှင်းလေးပြောတာနော်အဲ့အဲ့စိတ်ဓာတ်တွေရှိနေတယ်မင်းတို့ဘာလို့မှလဲမနိုင်ဒါပေမဲ့မင်းတို့ကတော့မြန်မာနိုင်ငံကိုဒုက္ခအပိနိုင်ဆုံးဇဘုတ်တွေတော့ဖြစ်နေတယ်ဘာလို့မှတတ်မရအောင်ဆေးလေးဖျံများရင်းနှွေးလေးပြောရမယ်ခရီးတခုလုံးမိရှုပ်ပြီးမှရမယ်ဒါကြောင့်တော့လက်ဆင်မီကိုကိုယ်တိုင်မအိတ်ဆရာဘုံပြောက်သွားလိမ့်မယ်တပြက်တနာတက်တယ်ဒုမှလည်းဇဘုတ်ကင်များတည်တယ်တည်တည်နေကိုအိတ်နေရတာမောင်ရင်ဂရင်းမိရှုပ်ရမယ်ကိစ္စတွေဂရင်းမိရှုပ်ရလည်းမဖြစ်သေးဘူးနော်လက်ရှိနေသားမှာဆိုတော့ပြောတာကဒီနေ့နေ့မှရှိနေနိုင်ငံသားလေ မင်းတို့နိုင်လဲဒီနိုင်ငံလို့ရှိရင်နိုင်ငံသားအချို့ကြည့်ပါအဲ့တော့လက်နက်နဲ့တိုက်နေမယ့်အစားပူးပေါင်းပြီးဘယ်လိုဖြေရှားမလဲလို့မစင်စားကြည့်ပြီလားမင်းတို့လက်နက်ကင်ထားတဲ့လက်နက်တွေလည်းစွန့်စီရမလို့ပဲနဲ့ပြောက်တို့တက်မလို့ကြီးရဲ့ဒစိတ်တပိုင်းအဖြစ်နဲ့နိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးလေးမရှိကြဘူးလားပေါင်းမယ်ဆိုပေါင်းလို့ရတာပဲလေဟုတ်တယ်မလားအခု BG ကနေကြောင်တော့တက်နေဖြစ်လာပေါင်းတော့တာပဲထားနေပြီးသူစစ်တပ်ဖွဲ့တွေဆိုတာဒါလက်နက်ကင်ပွင့်စီတဲ့နဲ့ပေါင်းစီလာတာပဲအများကြီးပေါင်းလို့ရပါတယ်လက်ရှိနေထားမှာကြည့်မြန်မာနိုင်ငံအင်ဂျင်ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့တင်းနေပြီဘင်္ဂလားဒေ့ရှ်နဲ့ sorry ါကစ္စတန်နဲ့အိန္ဒိယနဲ့ကလည်းကွန်ဂရက်ဆိုင်တယ်ပြုံးနေထိုင်ဝမ်နဲ့ကလည်းတင်းနေပြီကမ္ဘာမှာတင်နေတဲ့နိုင်ငံတွေအများကြီးပဲနော်ကမ္ဘာစစ်တီတော့ဖြစ်လာနိုင်တယ်တို့နိုင်ငံမှာအင်အားရှိလို့အခုတော့ကွဲနေငါတို့နိုင်ငံသူများသားလေးထုချေသွားလို့ရတယ်အိန္ဒိယလည်းတရုတ်ကိုတိုက်ချင်တို့ဘာမှပြုတ်ဖြတ်သွားမှာပဲဗမာလည်းအိန္ဒိယကိုတမချင်ဖြတ်သွားမှာပဲအဲ့တော့ငါတို့နိုင်ငံဟိုစစ်တပ်ကတမျိုးအဖွဲ့စည်းတရားတမျိုးမစည်းမလုံးဖြစ်နေတိုက်မြင်အင်အားမရှိရင်တိုင်းကမ္ဘာအသာလေးတက်နေသွားမှာဒီအချိန်မှာအချင်းချင်းရဖြစ်တယ်ဘုံမလို့ဘူးကမ္ဘာအကြီးကြီးကိုကြည့်တစ်ကမ္ဘာလုံးမှာဆူနေပြီဖြစ်ဖို့တားဆူနေပြီတို့မှာအင်အားရှိဖို့လိုတယ်မင်းတို့ပေါင်းလိုက်အောင် အင်အားတစ်ခုတောင်းတရအောင်လို့ပြီးတော့မှညှိနှိုင်းပြီးတော့မှအဖြစ်တစ်ခုရှာရဖြစ်မနေနဲ့ဒီစီမှာညီညွတ်ဖို့တင်နော်စီလုံးဖို့တင်ကဘာရေကတော့နားဆွကြည့်ကဘာကြီးမှာဆူလာပြီးပူလာပြီးအာရှောက်ပါရောက်လာပြီနော်ဟိုအနောက်အစုကထိတ်တန့်ရင်ဆိုင်မှုတွေအရှိလေပဲထိတ်တန့်ရင်ဆိုင်မှုတွေဟိုအာရှောက်ကလာတစ်ခဏဖြစ်လာမင်းနိုင်မင်းမလည်းလည်းငါမလည်းလည်း၆မယ်ဆိုတာပြဖြစ်လာပြီစဉ်းစားပါလူတွေရှိတယ်စစ်သွားတိုက်မဲ့လူတွေကို ထမင်းထုတ်တွေပြေးတော့အမကြပါနဲ့အဲ့ဒီထမင်းထုတ်ယူသွားတဲ့လူတွေအကုန်လုံးအိမ်ပြန်မရောက်နိုင်ပါဘူးနော်တပြိပန်းနဲ့ပြန်လာလို့တပြိပန်းနဲ့ကန်းခဲ့တဲ့လူတွေအဲ့တပြိပန်းကိုလက်နဲ့ထိပ်ပစ်မရဘဲကြံ့နေခဲ့တဲ့လူတွေအများကြီးရှိတယ်ဆိုတတိယကြံ့နေခဲ့တဲ့လူတွေရောကိုတပြိပန်းကန်းနေတဲ့လူတွေရောအဲ့တပြိပန်းကန်းခွင့်မရအောင်လုပ်ခဲ့တဲ့လူတွေအားလုံးဒီနိုင်ငံသားတွေဒီနိုင်ငံရဲ့လူသားအရင်းအမြစ်တွေဒီနိုင်ငံထဲမှာရှိတဲ့လူဦးရေရဲ့တစိုက်တတိသားတွေအဲ့ဆိုလိုချင်တဲ့သဘောသဘောပေါက်မလို့ထင်တယ်ညို့ပါစီလုံးပါ ပြဿနာကိုလက်လက်နဲ့အဖြေမရှာပါနဲ့ဘာမှမပြီးဘူးငင်းရစွာဖြေရှာကျန်တော့စစ်စစ်ညီနိုင်လုံးမယ်ဈာနေပုံကိုယ်လေးတတ်တိရှိရှိနဲ့ပြန်မြင်မဲ့ပုံကိုယ်လေးအများကြီးလိုအပ်တယ်ကျွန်တော်သူ့ဘက်ကပဲအဒီကောင်လေးပြောစရာမလိုဘူးကွာငါတို့ကဒီကောင်လေးအောက်ကျခံစရာမလိုဘူးလို့ပြောရင်ဘယ်တော့မှမငြိမ့်နိုင်နဲ့စင်မိကြမှာဒုက္ခရောက်နေမဲ့ပြည်သူတွေကိုကိုချင်းစာကြည့်ရှော့တစ်ဖက်စလုံးကရှော့တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြည့်ရရှုလိုက်ဒီလိုပဲပြောစီ အကြီးနိုင်ငံနဲ့ဘာလို့တက်မလို့ဆိုတာကအစင်လာနဲ့ရာစုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာအကြီးဆုံးလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကူပဲကျန်တဲ့လက်နက်ကင်ဖွဲ့စည်းအားလုံးကသူ့လောက်စားပေးမရှိဘူးတွေ့ကြမရှိဘူးသူ့လောက် facility ပြပေါ်မပေးနိုင်တဲ့ညီလေးတွေပဲအဲ့တော့အခုကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့အချင်းချင်းညီကိုချင်းချင်းတိတ်တိတ်မြတ်မြတ်နေဖို့လိုလာတယ်တလေးပြောချင်တယ်နော်